ဟုတ်ကဲ့ကျွန်တော်ဒီနေ့ခေါင်းရဲ့လေးလား2025တမူးငယ်တင်နန်းတင်နန်းချင်းဘုံပြုခန္ဓာသူချင်းမြင်နေတဲ့ကျွန်တော်တို့ရဝရီရူးသူတိုက်ပွဲဝင်ခဲ့တဲ့မင်းတက်မျိုးသိတိုက်ပွဲရဲ့ရဝရီကိုအားလုံးဘုံပြုမှတ်တမ်းတင်ပြခြင်းဖြစ်ပါတယ်စကိုင်းတိုင်းမုံရခရိုင်အတွင်းမှာ တမုန်ငယ်တင်တဲ့စင်တပ်ဖွဲ့ဝင်တွေကိုလက်နက်တက်ဆင်ခြင်းအခမ်းအနားကိုဧပြီလ6ရက်ကပြုလုပ်ခဲ့တယ်လို့မုံရခရိုင်တရင်သုံးစီကသိရပါဗျ။တဆူတကြကြီးပြည်စုံလက်နက်တက်ဆင်ရဖွဲ့မြေပြင်တမုန်ငယ်တင်တဲ့စင်တပ်ဖွဲ့ဝင်19ဦးကိုတရင်ရဲ့အတွေ့အကြုံရှိတဲ့တပ်ဖွဲ့ဝင်တွေကပြန်လည်တင်ကြားပေးတာလို့မုံရခရိုင်တရင်သုံးရဲ့ဘန္နာရှာဖွေးရေးတာဝန်ခံရဲဘော်တစ်တော်ကပြောပါဗျ။အဓိကတော့မိနာကံမှုကောင်းသေးဖို့နဲ့စီကန်းရှိဖို့ပေါ့နော်။ အဲ့ဒီတော့အဓိကပြင်ဆင်ပြီးတော့ဒီသင်တန်းကိုဖွင့်တာပါဗျာရာထူးဆဲဆဲလိုက်တိုက်ပွဲထဲမှာကောင်းဆောင်မှုကောင်းနေရှိဖို့ရဲ့မိန်နာခံမှုကောင်းဖို့ရဲ့အဲ့ဒီတော့ယူရပြီးတော့ကျွန်တော်ဒီသင်တန်းကိုပြုလုပ်ပေးရခြင်းဖြစ်ပါတယ်ဗျာလက်နက်တက်ဆင်ရမှာတော့တရင်ကစူးစောင်းဝယ်ယူထားတဲ့လက်နက်တွေကိုတက်ဆင်ပေးခဲ့တာဖြစ်ပါတယ်အဆိုပါခန်းသားကိုမနက်စင်နာကြီးကနေ7နာရီခွဲအထိပြုလုပ်ခဲ့ပြီးလက်နက်တက်ဆင်နာအပြင်မင်းတမ်းမြို့သိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဝင်43ဦးကိုဂုံပြူလာပေးခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်ကြာဆုံးတပ်ဖွဲ့ဝင်9ဦးရဲ့မိသားစုတွေကိုလည်းငွေကြေးသိန်း30စီထောက်ပံ့ခဲ့တယ်လို့မုံရခရိုင်တရင်တုံရဲ့ဘန်နာရှာဖွေရေးတာဝန်ခံရေးဘော်တစ်တော်ကပြောပါတယ်။ရဲဘော်ကျော်တီဟာဇော်ကိုသာမိသားစုဝင်တဦးမှဗမှုလာလက်ခံပြီးပါရင်တန်ကြားအပ်ပါခင်ဗျာ။